BK kitchen ကနေပြန်လဲကြိုဆိုပါရယ်ဒီနေ့ကဘုမခုချာနေနဲ့ mix ဖြစ်ချင်ပါရယ်ဘုမခုချာငါ့ဘန်နေချာမနေနဲ့ကြည်တယ်ကလေးတွေခြိုက်တယ်ပြီးတော့ကျွန်တော်လေးခြိုက်တယ် remix တွေလည်းအင်ကြံ့ပဲကျွန်တော်မျှော်လဲပါရယ်အဲအဲ့ဒီသမင်းကြော်လို့ရတာလွယ်တယ်မြန်တယ်စားကောင်းတယ်ပေါ့နော်အဲ့ဒီသမင်းကြော်ကိုဘလို့ကြော်တယ်လဲဆိုတာ BK kitchen ကနေကြော်ပြတော့မှာဖြစ်ပါတယ်လို့ကဲအဆုံးအထိကြည့်ပါကျေးဇူးများတင်ပါတယ်ကျဆိုတော့ဒါတို့ရတော့ကိုမခုချာချောပေါ်တဲ့လိုအပ်တဲ့ပတ်ပစ္စည်းတွေဖြစ်ပါလေလို့ပထမဆုံးအနေနဲ့ကြာစားပါ ပြီးတော့အချုံမုတ်ပါပြီးတော့အဝုန်နေကြီးပေါ့နော်ကြက်တင်မြိတ်ပါပြီးတော့ black pepper ဒီငွေကောင်းမှုပေါ့နော်ပြီးတော့ကြက်ဥတလုံးကိုကျွန်တော်ခောက်ထားပါတယ်ပြီးတော့ပဲငန့်တဲ့အချီဖြစ်ပါတယ်လို့ပြီးတော့သမင်းပေါ့နော်ကျွန်တော်300 gram သုံးထားပါတယ်လို့ပြီးတော့နောက်ဆုံးမပါမဖြစ်ပေါ့နော်ချက်ဟန်ကုလို့ခေါ်တာပေါ့နော်ဘုံမခုချက်ဟန်မှာမပါမဖြစ်လေးပါလို့ဒီကောင်ကိုဘယ်လိုချက်တယ်လဲဆိုတာကျွန်တော်နောက်ဗီဒီယိုမှာတေချာရှင်းပြပေးတော့မှာဖြစ်တဲ့အတွက် ကျွန်တော်ရဲ့ BK Kitchen Channel လေးကိုလည်း like and subscribe လုပ်ပေးဖို့အတွက်လည်းအားလုံးကိုတောင်းဆိုချင်ပါတယ်လို့ကဲဆိုတော့ကျွန်တော်တို့ဘုံမခုချဟန်ကိုဘယ်လိုကြော်တယ်လဲဆိုတော့ကျွန်တော်တို့စလိုက်ရအောင်ကဲဆိုတော့ကျွန်တော်တို့စကြော်လိုက်ရအောင်စီထက်မယ်နည်းနည်းလေးကျုပ်ထက်မယ် ပြီးတော့တခါတည်းသမင်းထည့်မယ်ခြေပြရမှာပေါ့နော်ကျွန်တော်သမင်းလုံးတွေသမင်းလုံးတွေမကြမ်းအောင်ကျွန်တော်တို့ခြေပြရပါမယ်လို့ဆာနဲ့ငယ်တက်ပြီးတော့အချမို့နဲ့ငယ်တက် ကျွန်တော်တို့ချဟန်ကူပေါ့နော်နှစ်စွန်းထက်မယ်မိမိသုံးစွန်းကြိုက်တော့သုံးစွန်းထက်ပေါ့နော်ကျွန်တော်တော့နှစ်စွန်းပဲထက်ပါတယ်လို့သမင်းကြော်ကြောတဲ့နေရာမှာအကြီးကပါလဲဆိုရင်ဒီဂျပန်လိုကဆွေးပုံကိုထောပတ်စုလို့ခေါ်တာပေါ့နော်ဆွေးပုံကိုထောပတ်စုဒီမှာပါနေတဲ့ဘယ်လိုပြောမလဲရေငွေ့ပေါ့နော် ်အမဲနေမှာပါနေရင်ငွေကိုကျွန်တော်တို့ကုံအောင်ဆင်အောင်ကျွန်တော်တို့ကြော်ပြရမှာပေါ့နော်ကျွန်တော်တို့အရသာအလေးပေါ့အနေငယ်ကြီးကြည့်မယ်ဟွန်းကောင်းပြီကောင်းပြီကျွန်တော်ဒီအနေအထားဆိုရင်ဂျေပါဝင်မှုပေါ့နော်အဆိုးအဆိုးဆိုထိုင်းစားပေါ့နော်ဆိုထိုင်းစားတော်တော်လေးကျွန်တော်တို့ကုံသွားပါပြီလို့အဲ့ဆိုရင်ခဏကြာကျွန်တော်ရတော့ဆိုတော့ကျွန်တော်တို့နောက်ဆုံးကျွန်တော်တို့ ဒီပဲငါတဲ့အကြီးပေါ့နော်နည်းနည်းပေါက်ပေးမယ်ဒါတော့နောက်ဆုံးအနေနဲ့တို့တက်သမိတ်ထည့်ပါတယ်လို့ဒါတော့ black pepper โอเคပြီးပါပြီကျွန်တော်တို့စားကျင်စပွဲ ကိုမခုချဟန်လေးရပါပြီလို့အရန်လွယ်ပြီးတော့အရန်ဆားလို့ကောင်းတဲ့သမင်းကြော်လေးပါလို့ကျေးဇူးအများကြီးတင်ပါတယ်ရက်စီဒန်ဘောဖျားရှင်ကောင်းချီးပေးပါစေ最後まで見てくれて本当にありがとうございますそれでは今度もよろしくね